က်ဆောင်ရှိတယ်လက်ဆောင်လက်ဆောင်တော့တိတဆီစဉ်လားဟုတ်တာမမလို့ချင်ပါဘူးအဲမလေးတို့ဆက်ဆိုင်ရင်မှလက်ဆောင်ဆိုတာမလို့အပ်ပါဘူးစိတ်ထားတာပါပါမလို့ချင်ပါလေမဟုတ်ပါဘူးမလို့ချင်ပါဘူးမဟုတ်ပါဘူးရပါတယ်မလို့ချင်လည်းပေးပါအဟောမရဘူး ကျွန်တော်ရဲ့ MCR ဘန်တဲ့ scientific ဖွင့်ပွဲကြီးအောင်မြင်စွာဖွင့်လှစ်ကြောင်းကြီးညာအပ်ပါတယ်ခင်ဗျာဒါတော့ပေါ့နော်ဒါ engine လေးရဲ့ချက်ဆုံးတငယ်ချင်း online store လေးရဲ့စိုင်းဖွင့်ပွဲပေါ့နော်အရင်လဲဘယ်လိုခေါ်မလဲ congratulation မှာအများကြီးလဲ PT ဖြစ်ပါတယ်ဒါ ဒါလှိုင်စောလေးရဲ့ပေါ့နော်စကားထဲမှာလှိုင်စောဖြစ်တဲ့ဆန္ဒကိုအပြင်ကနေလည်းသူကအဲ့လိုဖန်တီးပေးတာကျေးဇူးတင်ပါတယ်ခုလိုမျိုး congrate လုပ်ပေးရတာပြီးတော့ခုလိုမျိုးတကူတက်ခအဲ့လိုမျိုးပေါ့နော်လာပေးရတော့တကယ်အရင်ကျေးဇူးတင်တာဟုတ်ပါဦးမအားရကြရလားဟုတ်ပါဦးမဟုတ်တယ်မပြောပါနဲ့မနေ့မနေ့ရက်ကိုတောင်းလိုက်ရဟုတ်ပါဦး နောက်နောက်ခါအောင်ပြောစရာမလိုဘူးဟုတ်တယ်မမကြီးညီမလေးလှုပ်ပေးမယ်စိတ်ချညီမလေးအလုပ်ရှိရင်လည်းမရရအောင်ဖြတ်ပေးမယ်ဆိုတော့အဲ့လိုပြောတာတကယ်အဲ့လိုအော်တကယ်အရေးကြီးအဲ့ကြောင့်ရရရမုံအားတဲ့အချိန်မှာမလှုပ်မရမုံအားရတယ်မှာ အားရဲ့အခြေကိုပဲဖဲကျိုးဖြတ်မယ်ဆိုပြအဲ့လိုလှုပ်ထားတခြားဟာတွေမသိပေမဲ့ပေါ့နော်ရမွေးတငယ်ချင်းမိတ်ဆွေတွေအကယ်ကိုလိုအပ်လာတဲ့အချိန်ပေါ့နော်လိုအပ်လာတဲ့အချိန်မှာတော့ကိုကရှိနေပေးရသူတယောက်ဖြစ်အောင်တော့ရမုံစူးစမ်းပါတယ်ဒါဆိုလို့ရှိရင်လည်းဒါမမအတွက်လည်းတကယ်ကိုကိုအတွက်လည်းဖြစ်ချင်တယ်ပြီးတော့တကယ်လည်းအဲ့လိုညီမလေးစိတ်တရားပေါ့နော်ဒါတကယ်ညီမလေးရဲ့စိတ်ရင်ကိုလည်းမမကိုပြချင်လို့ဒါညီမလေးကဘယ်လိုခေါ်မလဲဒီနေ့အတူတူဆုံးဖြစ်သွားကြတာပါအာ ဘယ်လိုမျိုးစဉ်းစားမိပါလဲဆိုတော့ဈေးမှာပေါ့နော်ညီမရိုက်ကွေးတွေကမလုံဖြစ်တော့ဘူးမလုံဖြစ်ဘူးပေါ့နော်ဒါကတော့ဟိုအကြောင်းမျိုးမျိုးကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုအချိန်မျိုးမှာအကဒီလိုမျိုးကြီးရတတ်နေမယ်စားတခြားပေါ့နော်ကိုယ်တအကျိုးရှိမဲ့အရာတစ်ခုကိုပေါ့အဲ ဆက်လုပ်မယ်ပေါ့အဲ့တော့ဘာလုပ်ရမလဲအဲ့လိုအရင်တော့ကကျတော့အလုပ်တွေလုပ်တယ်ဆိုပေမဲ့ဒီလိုမျိုးကြီးဈေးကွက်ထဲကိုဝင်တာမျိုးကြီးကျတော့မရှိဘူးပေါ့ဒါကကျတော့ဈေးကွက်ထဲကိုကိုယ်တိုင်လေ့လာတယ်ဒီတော့ပုံပြအများကြီးအားစိုက်ကြဒီလိုအလုပ်မျိုးကြတာပထမဆုံး first time ဆိုတော့အဲအလိုမျိုးပေါ့အဓိကတော့အမှုပြညာဟိုကိုအသေးစိတ်မလုပ်ဖြစ်တော့တဲ့အချိန်မှာကိုယ်တက်အချားရတကူပြောင်းပြီးလုပ်ကြည့်လိုက်တာအဲ့မဲ့အရှိမှာတော့စင်ပြေပေါ့လေ ရမောဝင်ဝင်ချင်းမှာတော့ရမောကလေအညာအဲ့လို disco ဖနက်လေးကိုသဘောကြအာ disco ဖနက်လေးပြီးတော့မမပြောသလိုပဲဒါ Harry Potter နဲ့အတူတူပေါ့နော် collab လုပ်ထားတဲ့ဒါဖူမရဲ့ design တစ်တည်းလည်းရှိရဲမမစီမှာပြီးတော့ဒီလိုပေါ့နော်ဝင်ကြည့်နေတော့ပို့ပြီးတော့မြင်ရပါလိမ့်မယ်ရမောကျတော့အဲ့လို fashion ဘိုင်းနဲ့ပတ်သက်ပြီးတိတ်တော့မသိဘူးဒါပေမဲ့ရမောမြင်နေတဲ့ဖန်အိတ်လေးလည်းရှိရဲအဲ ဆန်အိတ်လေးလည်းရှိရယ်ရမ်းလာတယ်ဟိုရမုံနဲ့ဆိုရမုံနဲ့ဆိုက fashion ဆိုအဲ့အပတော့လေးနဲ့အောက်ကကာဂိုလေးနဲ့ဆိုကာဂိုဘောင်းလေးနဲ့ဟုတ်ကာဂိုလေးနောက်ခုခေတ်စားရကာ shop ကာဂိုလေးလေအတူဘောင်းကာဂိုမှဘောင်းအတူလေးအဲ့လေးနဲ့အပတော့လေးနဲ့ဆိုလဲနော်အဲ့လိုတစ်မျိုးပြောင်းသွားမယ်စင်ပြီးအောင်ဒီမှာလေးတို့အထူး discount တွေပါတယ်လို့ရတာရှိမလားရမုံဆိုတီးတန်ပေါ့လက်ဆောင်ရှိရ လက်ဆောင်လက်ဆောင်တော့တိတက်စီစဉ်တာဟုတ်တာမမလို့ထင်ပါဘူးအဲဒီမှာလေးတို့ဆက်ဆံရေးမှာလက်ဆောင်ဆိုတာမလိုအပ်ပါဘူးစိတ်ထားပါ့ဗျာလို့ထင်ပါတယ်မဟုတ်ပါဘူးလို့ထင်ပါဘူးမဟုတ်ပါဘူးရပါတယ်မမလို့ရှင်လက်ပေးပါအော်ရအောင်စားစီပိုင်းရအောင်လုံးလုံးလုံးတယ်ဗျာဒါညီမအမေနဲ့ဒါအမေနောက်လိုက်ပေးတယ်မေးစီပိုင်းလုံးပေးရမျိုးပေါ့နော်အချမ်းမေးတစ်ခါညာလုံးတယ်ဒါပေမဲ့ဒါရဲကျတော့ အလုပ်တစ်ခုကိုအသေးစိတ် focus ထားပြီးလုပ်တဲ့အရာမျိုးမဟုတ်ဘူးလေ။ဒါကြောင့်ဈေးကွက်ကျတော့အလုပ်တစ်ခုကိုအသေးစိတ် focus ထားတဲ့အရာမျိုးပေါ့နော်။အဲ့ဒါကိုပြောလို့ရှိရင်ကိုပိုင်ကိုရဲ့ habit ဖြစ်တာပေါ့။ဟုတ်တယ်။ဒါကိုအဲ့လိုစူးစမ်းကြည့်မယ်ပေါ့နော်။ try လုပ်ကြည့်မယ်ပေါ့။ဟုတ်ပါတယ်ကိုပါ idea နဲ့ idea လုတ်ကြည့်မယ်ဆိုပြောလုံးလိုက်တဲ့သဘောပါပဲပြီးတော့လည်းအဓိကညမှာ fashion မှာကိုစိတ်ဝင်စားရလဲပါတယ်ဆိုတော့ fashion မှာစိတ်ဝင်စားတခါကျလို့ရှင့်အဲ့လိုမျိုးရင်ရဆိုရင်လေအပြင်နေပါလေတော်လို့ရှင့်လေ အတိလွန်ပါအရင်အတိအရင်ကြည့်ရအရင်ကြည့်ရမမအရင်အရင်အတိလွန်ကဒီတဲ့ခေါင်းစားချေတော့အရင်ဒီတဲ့ဖြစ်ဒီတဲ့မိအေးရောအဲ့လိုဖြစ်ဖြစ်ပါအဲ့ဆိုကွာဖက်ရှင်နာပဲခဏပဲအမအိမ်မုတ်သွားစားရအောင်ဆိုလဲတော့အဲ့လိုဟိုက်ပိုနီတေးကိုအဲ့လိုလိုအင်ဂျီဂျိုင်းပြတ်နေကိုအောက်ကစကတ်တူလေးကိုမှအောက်ကစတော့ကင်အမဲနဲ့အဲ့လိုအောက်ကဒေါက်ဖနက်ကပြည့်နေအဲ့လိုမျိုးအဲ့လိုလာကိုမှအဲ့တော့အရင်ပြည့်ခဲ့အရင်ဆိုအဲ့နဲ့အော်ငါနဲ့ဒီ fashion နဲ့ကနည်းနည်းတော့နော်ဟတ်ဆက်တယ်ပဲခေါ်ရပါဆို ဲ့လိုမျိုးဆိုလူတယောက်ကိုနည်းနည်းကြည့်လိုက်တာနော်ဒီလူနဲ့အဲဘလိုမျိုးလေးသူစင်ပြေးနိုင်အစင်ပြေမလဲပေါ့အဲပထမစတိုင်လင်းများလောက်ရတော့မှာသိလိုက်သည်အဲ့တော့မဟုတ်ဘူးဒါမဲ့ရောလူတယောက်ကိုသူစင်ပြေးရတယ်ဒါဖက်ရှင်ဆိုင်နဲ့ပတ်သက်ပြီးတော့လုပ်လို့ရတာပဲငါစူးစမ်းကြည့်လို့ရတာပဲဆိုတော့အဲ့နဲ့လေးလာဖြစ်တာပေါ့နော်လေးလာပြီးလုပ်လိုက်တာဒီတက်ဖို့ပြီးတော့အများကြီးတော့ brand တွေတော့တင်ပေးသွားမှာပေါ့နော်ဒါကတော့ကိုကိုကလက်ရှိအခြေအနေပေါ့နော်ဒီကုံလန်းချောင်းနေတော့ကာကိုရောပါခက်ခဲရရှိရခါကြတော့ အဲလက်ရှိအခုလိုမျိုးဒီပူမာတို့ high school တို့ယူအပ်တယ်တို့အဓိကတော့ဟိုပေါ့ Thai logo brand လေးပေါ့လေအဓိကအဲ့လိုမျိုးထားပြီးတော့ရောင်းပေးမယ်။ဘာဖြစ်ကိုမှဒီထက်ပို့ပြီးတော့လဲဆိုင်ခန်းတွေဆိုင်ခွဲတွေအများကြီးဖွင့်ပြီးတော့ဒီထက်ပို့ပြီးတော့လဲအောင်မြင်ပြီးတော့အဲဒီ M Street Wear ကဒီဘယ်လိုခေါ်မလဲဟိုရန်နာမည်ကြီးရဲ့အဲဆိုင်တစ်ခု stamp shop tap shop အဲအများကြီးပွားဖို့အာဆိုင်ခွဲ15ဆိုင်လောက်လောကကြီးတာပြီးတော့အာ15ဆိုင်နဲ့ဖွင့်ပါတယ်โอเค confirm